မင်္ဂလာပါခင်ဗျာဒီသင်ခန်းစာလေးမှာတော့ကျွန်တော် for loop အခြေခံပုံစံတွေတော့တွက်ချက်သွားမှာဖြစ်ပါပထမဆုံးလေးသင်ခန်းလေးကတော့နှုတ်၃ညနေပြီးတော့တစ်ဆက်တည်းဘောင်းတကာနှုတ်တကာသင်ထုတ်ပေးပါတော့ဒီပုံစံလေးကိုနှုတ်ကြည့်လိုက်မယ်ဆိုရင်၃ညနေပြီးတော့ကျွန်တော်တို့၃ညနေပြီးတော့ sorry ပါ၃ညနေတရားထိ၃ညနေတရားထိဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာကိုတုံးပြီးတော့လုံလို့ရလဲဆိုရင်ဒွိမ့်ကိုတုံးမယ်ဒါပေမဲ့တရားထိဖြစ်တဲ့အတွက်ကျွန်တော်တို့က တရက်တည်းလို့နေလိုက်မယ်အပေါင်းတစ်ခါနောက်တစ်ခါကြာတော့ဘလို့ခွဲလိုက်မလဲဆိုရင်သုံးနှဲမနဲ့ခွဲလိုက်အဲ့နေရာမှာအိုင်လေးရောက်လာအိုင်လေးကိုကျွန်တော်တို့ကနှင်းနဲ့ဆားလိုက်လို့အကျွင်းသုံးရနဲ့နေရင်ကျွန်တော်တို့ကအပေါင်းကိုထုတ်ပေးမယ်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ကအနုတ်ကိုထုတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့အနုတ်လေးထည့်လိုက်ပါထုတ်ပြီးတော့ဒီပုတ်ခါလေးကိုနော်ရွမ်းကြည့်လိုက်ရအောင်နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ပုတ်ခါလေးကထွက်သွားပါ ပရမသက်ကလာတဲ့နောဘာထွက်လဲ၊တုံညာထွက်တယ်၊ပြီးတော့မိုင်းနဲ့1ပြီးတော့2မိုင်းနဲ့3 4မိုင်းနဲ့5ဆိုပြီးတော့နောထွက်နေတာပဲဖြစ်ပါတော့နောက်တဲ့ပုံစံလေးတစ်ပုဒ်ကတော့30ရက်နေ20အထိအောက်ပါပုံဝန်တိုင်းပရင်ထုတ်ပေးပါတော့ဒီမှာဆိုရင်တော့ပုံလေးကခက်ဆန်းဆန်းလေးပါဟုတ်ပြီကျွန်တော်တပိုင်းချင်းတွက်ကြတော့တော့ပထမအဦးဆုံးကျွန်တော်30ရက်နေပြီးတော့7နှစ်အထိအပိုင်းကိုအရင်ထုတ်လိုက်ပါမယ်အဲ့ရတော့ကျွန်တော်ကဒီမှာဆိုရင် စတာ30ကနေစတယ်လို့ပြောထားပါဟုတ်ပြီအဲ့အတွက်ကျွန်တော် star နဲ့ step ကိုတုံးပြီးတော့ကျွန်တော် run ကြည့်လိုက်ပါမယ်ဟုတ်ပြီအရင်ဆုံးကျွန်တော်ကဘယ်အပိုင်းလေးရင်တွက်မအောင်ဒီ30ကနေပြီးတော့ဒီအပိုင်းလေးရင်တွက်ကြည့်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဘာရေးမလဲဆိုရင် for i n ing rank 30ကနေစမယ်20 ठी ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော် print ထုတ်ကြည့်လိုက်မယ် print i ဆိုပြီးတော့ note ထုတ်နေလိုက်ဒီမှာဆိုရင်ကျွန်တော်တစ်ဆယ်ကနေပြီးတော့ကျွန်တော်တို့ကဟို16ဒီ note ထပ်သွားပါအဲ16ဒီထွက်နေရော27ဖြစ်ရှင်နေအတော့ကျွန်တော်ဒီမှာ27ဆိုပြီးတော့ note ဖေးလိုက်မယ်ဟုတ်ပြီ note ပြန်မှန်းကြည့်လိုက်မယ်ပြန်မှန်းကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘာထွက်လဲဆိုတော့30ရနေပြီးတော့20ဒီကျွန်တော်ထွက်လာပါ ုတ်ပြီတော့တပိုင်းပြီးသွားရင်နောက်တစ်ပိုင်းကကြာတော့တားလေးလုံးတားလေးကတော့ဘယ်လိုလုံးလဲ S twin လေးတုံးပြီးတော့ကျွန်တော်လုံးမှာ S twin လေးနဲ့ပဲတော့ညီလိုက်မယ်ဒီမှာဆိုရင်တော့တားလုံးလိုက်မယ် S twin ရေးတဲ့အတွက်တော့ဒီ i လေးကိုတော့ခွင်းလာဆုံးမယ်လေးနဲ့တော့လုံးလိုက်လုံးပြီးတော့ပြန်လွှမ်းကြည့်လိုက်မယ်အမှားဆိုရင်ကျွန်တော်တို့ကတားလေးတော့ပေါ်လာပြီဟုတ်ပြီ7ဆိုဟိုဘယ်လိုရေးမလဲ7ဆိုတာကျွန်တော် i ကိုတစ်ပေါင်းလိုက်ရင်ရပါတယ်အားပထမတစ်ချိန်မှာ30ဖြစ်မယ်ဒုတိယတစ်ချိန်မှာ7ဖြစ်မယ် လို့အချိန်တိုင်းတင်ပေါင်းလိုက်ရင်ကျွန်တော်တို့အဆင်ပြေသွားအဲ့ဒီအတွက်ကျွန်တော်တို့ကဒီနားလေးကနေပြီးတော့ iron plat iron plat 1ဆိုပြီးတော့ရေးလိုက်မယ်ဆိုရင်ဟိုဘလို့ပုံစံလေးထွက်မလဲတော့ကြည့်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်သူပေးတဲ့ပုံစံတိုင်းဖတ်တော့ပါဒါပေမဲ့30ကနေ20ထိလို့ပြောတဲ့အတွက်ကျွန်တော်တို့အဒီမှာ27ကြီးပါပါနဲ့အဲ့ဒါကိုဖြောက်ချင်တဲ့အတွက်ကျွန်တော်တို့က နောက်ဆုံးတစ်ခုရှော့ရင်းနဲ့အတော့20ထီပဲနော်ထားမယ်ဆိုပြီးတော့လုံလိုက်။ဘာဖြစ်လို့လဲ20ထီဆိုရင်တော့16ထီရှိမယ်။တစ်ပေါင်းထားတဲ့အတော့20ဖြစ်သွားမှာ။ဥစ္စာလေးကတော့နော်ဟိုဒီတိုင်းလေးပါပဲ။နော်နောက်တစ်ဘုတ်ကတော့နော် input အိမ်နဲ့ B ပေးပြီ။အိမ်နဲ့ B ရရှိသုံးငင်းများကိုပတင်းထုတ်ပေးပါ။ဟုတ်ပြီနော်ဒီမှာဆိုရင်နော်တို့ဘလို့လေးတွက်လိုက်မလဲဆိုတော့နော်ကြည့်ကြည့်လိုက်ရအောင်။ တော့ပထမဦးဆုံး A နဲ့ B ရှိပြီဆိုတဲ့အတွက်ကျွန်တော် A နဲ့ B ကို import ပေးလိုက်တယ်။ import ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုရင် margin ဖြစ်တယ်ဆိုရင်တစ်ပေါင်းပေးလိုက်တာ။ဘာဖြစ်လို့လဲတစ်ပေါင်းပေးလိုက်လဲဆိုတော့ကျွန်တော်တို့စတဲ့ gain ကဘယ်တော့ဖြစ်ဖြစ်သုံးရင်းရနေစမှာရမယ်။သုံးရင်းလည်းကျွန်တော်ဖြည့်တက်တိုးပြီးလေးရနေစ။ဒါကဘာဖြစ်လို့သုံးရင်းရပဲစ gain ဖြစ်မယ်။အဲ့ဒီအတွက်ကျွန်တော်တို့က မားကင်းနဲ့တက်ပေါင်းလိုက်တော့တော့စုံငိမ့်ဖြစ်သွားပြီစုံငိမ့်ဖြစ်သွားပြီဆိုမှသူ့ရဲ့စတဲ့စုံငိမ့်ရနိုင်ပြီးတော့ကျွန်တော်သုံးတဲ့ဒီအထိနှစ်ချချသွားရင်တော့စုံငိမ့်နေဖြစ်သွားတကယ်လို့စတဲ့ခင်ကနှစ်ဆိုရင်နှစ်ချတဲ့အတွက်နှစ်၄၆ဆက်ဆုံးပြီးတော့ဖြစ်သွားမယ်အဲ့လိုပုံစံလေးဖြစ်သွားမှာဖြစ်ပါဟုတ်ပြီအဲ့ဒီပုံစံလေးကိုကျွန်တော်တွက်ကြည့်လိုက်အောင်ဟုတ်ပြန်အဲ့ဆိုပြီးတော့ domination ပြန်လွှမ်းလိုက်မယ် ဟုတ်ပြီကျွန်တော်ဥမာကျွန်တော်နှစ်ကနေစမယ်ကျွန်တော်တစ်ဆယ်ထိဆိုရင်နှစ်၄၆ရက်ဖြစ်တယ်တကယ်လို့တော့မာကိန်းစတင်တယ်မာကိန်း၃ရက်နေစလိုက်မယ်ကျွန်တော်တစ်ဆယ်ထိ၃ရက်နေစလိုက်မယ်ကျွန်တော်ဘယ်လောက်၉ထိဆိုရင်ဘယ်လိုဖြစ်မလဲ၃ဆိုတဲ့အတော့ပထမစသလာခြင်းကျွန်တော်တို့ဒီဘလော့အရင်လုံးမှာ၃ဆိုတဲ့အတော့ကျွန်တော်၃ကိုနှစ်နဲ့စာရင်၃ရက်နဲ့ညီလာမညီဘူးမညီဘူးဆိုတဲ့အတော့ ျွန်တော်တို့မညီရအောင်နောထည့်လိုက်တော့မှန်သွားပြီမှန်သွားတဲ့အတွက် A ကဘလောက်ဖြစ်သွားမှာအောင် A က၄ဖြစ်သွားမယ်။၄ဖြစ်သွားတဲ့အတွက် for loop ဆတဲ့အချိန်မှာကျွန်တော်၄ကနေထားမယ်ဒီကောင်က၉ကနေထားမယ်၄ကနေ၉အထိပြော၄၆၈အထိကျွန်တော်တို့ကပြင်ထုတ်ရမှာဖြစ်ပါဟုတ်ပြီနော်တကယ်လို့ကျွန်တော်ဥမာပြတော့300နဲ့စမယ်6ထီတုံးရင်ဘာထွက်အောင်တော့ဒီမှာဆက်ဆလာခြင်းအဲ့ A လေးကဘယ်လောက်တော့300 တုံးညောင်းနဲ့နဲ့ထားရင်အတွင်းကတုံးညောင်းနဲ့ညီလာညီတယ်ညီတော့နောထဲလိုက်တော့မညီတော့ဆိုတဲ့အတွက်ဒီဘလော့အလုံးလုံးမလားမလုံဘူးလုံးเสียရလဲမလုံဘူးဘာဖြစ်လို့လဲဆိုတော့မလိုတဲ့အတွက်ဘလော့ကိုဘလို့ဖြစ်သွားမလဲဆိုတော့တုံးညောင်းနဲ့တုံးညောင်းနဲ့ကိုထီဆိုတဲ့အတွက်တုံးတော့တုံးညောင်းနဲ့၄၆၀ဆိုပြီးတော့ဟုတ်အဖြေထွက်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီပြန်ပြုတ်နေတာကျွန်တော်ဒီအောက်က ပု္ပ္ပာ၄ပုဒ်ကိုကိုယ်တိုင်ကိုယ့်အနေကိုတွက်ကြည့်နေခြင်းပါလေ။နှုတ်အကြီးဆုံးကိန်းအငယ်ဆုံးကိန်းရှာတာနှုတ်ရှေ့တင်ကန်းကဝိုင်းလူမှာကျွန်တော်ဆွနေခဲ့ပါလေ။အတွက်ကြည့်ပေးပါ။ကျွန်တော်ဆွနေခြင်းတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ပြည့်စုံကြပါခင်ဗျာ။